ားလုံးပဲမင်္ဂလာပါရှင် Digital Fusion Company မှကြိုဆိုပါရရှင်။ညီမကဒီဗီဒီယိုလေးမှဆိုရင်တော့အယောင်စီရင်ခံစားနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုမျှဝေပြီးမှပဲဖြစ်ပါတယ်။ဒီတော့ညီမတို့ကအစီရင်ခံစားများတွေကိုသွားမယ်။အစီရင်ခံစားများတွေရမှာအယောင်စီရင်ခံစားလေးတွေကိုဝင်ပြီးတော့ညီမတို့ကဘလို့အရာလေးတွေကိုကြည့်လို့ရမယ်ဆိုတာကိုအတူတူကြည့်ကြမယ်။ဒီတော့ဒီမှာဆိုရင်ညီမတို့ကွန်ပျူစီအယောင်စီရင်ခံစားစာရှိရဲ့သူကကွန်ပျူစီအလိုက်ညီမတို့ကဘယ်ပစ္စည်းကိုဘယ်နှစ်ခုရောင်းထားရဲဒီမှာမှအဲ့အရေးအတွက်က တန်ဖိုးကြတဲ့ငွေကဘယ်လောက်ဆိုပြီးတော့ညီမတို့ကြည့်လို့ရမှာပဲဖြစ်ပါတယ်။ဒါကိုမှညီမတို့ကဒီမှာအကုန်လုံးနဲ့မဟုတ်ဖက်နဲ့ category alike ခွဲပြီးကြည့်လို့ရတယ်။ဥပမာ snack ဆိုရင်ညီမတို့ဘယ်လောက်ကိုရောင်းထားရတယ်။ဒါမှမဟုတ်လို့ရှိရင်တော့ကိုက coffee ပေါ့နော် coffee ကဘယ်နှခုရောင်းထားရတယ်။ဘယ်လောက်အရေးအတွက်ရောင်းထားရတယ်။ဒါကိုမှ category alike ကြည့်လို့ရမယ်။ပြီးရင်နေ့စွဲနဲ့လည်းကြည့်လို့ရပါတယ်။နေ့စွဲမှဆိုရင်တော့ယခုလဒါမှမဟုတ်လို့ရှိရင်မနေ့ကယနေ့စတာနဲ့ညီမတို့ကြည့်လို့ရမယ်။ နောက်တစ်ခုကတော့နှစ်အလိုက်လည်းကြည့်လို့ရပါတယ်ယခုနှစ်အတွင်းညီမတို့ဘယ်လောက်ရောင်းထားရဲဒါမျိုးတွေနှစ်အလိုက်လားအလိုက်ရောမဟုတ်လို့ရှင်ကက်တဂိုရီအလိုက်နဲ့ညီမတို့ကကွန်ပစ္စည်းအယောင်စီရင်ခံစားလေးမှာကြည့်လို့ရပါတယ်နောက်ထပ်တစ်ခုကတော့အယောင်စီရင်ခံစားပါအယောင်စီရင်ခံစားမှာဆိုရင်ညီမတို့ကဘာတွေနဲ့တွေ့ရမလဲဆိုတော့ပေါင်ချာနံပါတ်အလိုက်တွေ့ရမှာပါဘဲပေါင်ချာကတော့တံခိုးပမာဏဘယ်လောက်ခုရောင်းထားရဲဆိုတာမျိုးညီမတို့တွေ့ရမှာပဲဖြစ်တယ်ပြီးရင်တော့ဒီမှာဆိုရင်လည်းကုန်ဝယ်သူအလိုက်ကြည့်လို့ရပါတယ်ကုန်ဝယ်သူမှညီမတို့က customer ကို customer ရဲ့ကိုကြည့်တင်တဲ့နိုင်ငံကိုထောက်ပြီးတော့ကြည့်လို့ရတယ်ဒါဆိုရင်တော့ဒီ customer ကျူးကျူးကတော့အယောင်ပြေစာမှာဘယ်ဘယ်နံပါတ်နဲ့ဝယ်သွားတယ်သူ့ရဲ့တန်ဖိုးပမာဏကဘယ်လောက်စတာမျိုးတွေကိုညီမတို့တွေ့ရမှာပဲဖြစ်ပါတယ်ပြီးရင်ညီမတို့ကဒီမှာဆိုရင်လည်းရက်ဆွဲရဲမှာမှလာအလိုက်လာနေအလိုက်လာဒါမှမဟုတ်ရင်ဒီတစ်ပတ်လာပြီးခဲ့တဲ့အပတ်လာစတဲ့အရာတွေဒါမှမဟုတ်လို့ရှိရင်နှစ်အလိုက်စတာတွေကိုညီမတို့ကကြည့်လို့ရမှာပဲဖြစ်ပါတယ် ပြီးတော့ကုံဝဲသူအလိုက်ရောင်းလာပါဒါကတော့ customer ဘသူကတော့ဘလောက်ဖို့ဝယ်သွားတယ်ဆိုတာမြန်မာလိုတွေ့ရမှာပဲဖြစ်ပါအဲ့ဒါဆိုရင်တော့ဒီ customer ရဲ့ဖုန်းနံပါတ်နဲ့နာမည်ကိုတွေ့ရမှာပါသူကတော့တံမှုပမာဏဘလောက်ဖို့ဝယ်သွားတယ်စတာတွေကိုမြန်မာလိုတွေ့ရမှာပဲဖြစ်ပါရဲ့ရှင်ပြီးတော့ကုန်ပစ္စည်းလိုက်ရောင်းလာပြီဖြစ်ပါတယ် ဒီကုန်ပစ္စည်းလိုက်ရောင်းရမှာဆိုရင်ညီမတို့ကကုန်ပစ္စည်းကိုမှဒီပေါင်းထားလေးနေပေါ့နော်ပြည်ဖဲပေါင်းထားမှာဆိုရင်တော့ကုန်ပစ္စည်းကဘယ်နှခုရောင်းထားရတဲ့စာရမျိုးတွေကိုညီမတို့ကကြည့်လို့ရပါတယ်ပြီးရင်တော့ဒီနေရာမှာကုန်ပစ္စည်းအလိုက်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ search box လေးမှာဆိုရင်ကိုကကုန်ပစ္စည်းနာမည်လိုက်ရှာလို့ရတယ်ဥပမာဒီ bishi blue ကိုမှညီမကအပတ်မှရောင်းထားရတယ်ဆိုတာမျိုးကြည့်လို့ရပါတယ်ဒါဆိုရင်ဒီ bishi blue ကိုမှပေါင်းထားနံပါတ်ဒီနံပါတ်ဒီမှာညီမတို့ကရောင်းချထားတယ်ဆိုတာကိုတွေ့ရမှာဖြစ်ပါတယ်ဒါဆိုရင်တော့ဒီပေါင်းထားနံပါတ်မှာအရေးအတွက်ဘယ်နှခုရောင်းထား ားရတယ်သူရဲ့တန်ဖိုးပမာဏကြာသင်ငွေကိုညီမတို့ကြည့်လို့ရမယ်နောက်ထပ်တစ်ခုကတော့ FOC အယောင်စီရင်ခံစားပါ FOC အယောင်စီရင်ခံစားဆိုတာကကိုက customer ကို FOC အနေနဲ့ပေးထားတဲ့ပစ္စည်းရေးအတွက်လေးရှိရင်တော့ဒီနေရာလေးတွေမှာမြင်တွေ့ရမှာပဲဖြစ်ပါတယ်နောက်ထပ်တစ်ခုကတော့တောင်ဝအသေးစိတ်အစီရင်ခံတာပါ။တောင်ဝအသေးစိတ်အစီရင်ခံစာဆိုတာကညီမတို့ကဒီနေရာမှာရှိသမျှကောင်းတာတွေအကုန်လုံးကိုအတွဲလိုက်ကလေးတွေကြည့်လို့ရမှာပဲဖြစ်ပါတယ်။ ပြီးရင်တော့ကိုကဒီလိုမျိုးအကုန်လုံးကိုပေါင်းပြီးမကြည့်ချင်ဘူးကုံဝဲသူအလိုက်ကြည့်နေတယ်ဆိုရင်လည်းညီမတို့ကဒီမှာကုံဝဲသူလိုက်ရွေးချယ်ပြီးကြည့်လို့ရပါတယ်ဒါဆိုရင်တော့ customer လှလှကသူကဘယ်တော့ကဝင်သွားတယ်စာရမျိုးတွေညီမတို့ကြည့်လို့ရမယ်ပြီးရင်အယောင်ဝန်ထမ်းလိုက်လည်းကြည့်လို့ရပါတယ်ကိုက owner နဲ့လာတာကိုကပေါ့နော် client ခွင့်ထားပြီးရောင်းနေဆိုရင်တော့ client alike row ပေးထားတဲ့ alike ပေါ့နော် sale admin လားစတဲ့ row တွေနဲ့ညီမတို့ကကြည့်လို့ရတယ်ဒါမှမဟုတ် owner ကပဲအယောင်ထားလားဆိုပြီးတော့အယောင်ဝန်ထမ်း alike လည်းညီမတို့ကကြည့်လို့ရတယ်ပြီးတော့ကုံဝဲသူ alike လည်းညီမတို့ကကြည့်လို့ရပါ ါတယ်နောက်ထပ်တစ်ခုကတော့ရက်ဆွဲနဲ့လည်းကြည့်လို့ရတာပဲဖြစ်ပါတယ်ဒီမှာဆိုရင်ရက်ဆွဲထဲမှာဆိုရင်ဒီနေ့လားဒီနေ့ကလားဒါမှမဟုတ်လို့ရှိရင်ပြီးခဲ့တဲ့အပတ်လားပြီးရင်လားလားနေ့လားစတာတွေကိုကျွန်တော်တို့ကကြည့်လို့ရမှာပဲဖြစ်ပါတယ်ရှင်နောက်ထပ်တစ်ခုကတော့ညီမတို့က အယောင်ပေါင်းထားကိုဖွင့်ပြီးတော့ရောင်းပေးရခါမှာ discount ပေးရခါရင်းနဲ့သုံးလို့ရပါတယ်ဒီတော့ကိုက discount ပေးထားလို့ဒီ discount counter တွေကိုပဲကြည့်ချင်နေဆိုရင်တော့အယောင်ရှော့စီအစီရင်ခံစားထဲမှာညီမတို့ကကြည့်လို့ရပါတယ်ကိုက discount ပေးပြီးရောင်းထားတဲ့ပေါင်းချာရှိရင်တော့ဒီနေရာမှာအဲ့ဒီပေါင်းချာရဲ့နာမည်နဲ့နံပါတ်ကိုနော်ပေါင်းချာရဲ့နံပါတ်နဲ့နာမည်နဲ့ customer ဝယ်သွားတဲ့နာမည်ထည့်ထားရင် customer နာမည်နဲ့ကိုက shop ပေးလိုက်တဲ့တမိုးပမာဏတွေကိုတွေ့ရမှာပဲဖြစ်ပါတယ်ပြီးရင်တော့ဒီနေရာမှာဆိုရင်ဝန်ထမ်း alike လာစင်ရောင်းရတာပါကိုကဝန်ထမ်းတွေခွဲထားတယ် ဝန်ထမ်းတွေကို client တွေခွဲပြီးတော့ပေးသုံးတဲ့ခါမျိုးတွေမှာဆိုလို့ရှိရင်တော့ဘယ်ဝန်ထမ်းကတော့ဘယ်လောက်ရောင်းရတယ်ဆိုတာမျိုးညီမတို့ကဒီနေရာလေးမှာကြည့်လို့ရပါတယ်ဒီလမှာဆိုရင်တော့အခုဆိုရင်ညီမကဒီ owner role နဲ့ရောင်းထားတာက April လမှာတန်ဖိုးပမာဏဆိုပြီးတော့ညီမတို့ကဒီနေရာလေးမှာကြည့်လို့ရမှာပဲဖြစ်ပါတယ် ။နောက်ကမှကိုကနှစ်လိုက်ကြည့်နေတာနှစ်လိုက်ထဲမှာပါပေါ့နော်။ညီမတို့ကနောက်ဆုံး၁၂လလာဒါမှမဟုတ်လို့ရှိရင်ပြီးခဲ့တဲ့နှစ်လစသဖြင့်ညီမတို့ကကြည့်လို့ရပါတယ်။ပြီးရင်ဒီမှာအယောင်းဝင်တဲ့ကိုကအုံနာနဲ့ရောင်းထားရင်အုံနာပြီး S1 နဲ့ရောင်းထားတာရှိရင်လည်း S1 နဲ့ကဘလောက်ရောင်းထားရဲစတာမျိုးညီမတို့ကကြည့်ပြီးလို့ရပါတယ်ရှင်။ နောက်ထပ်တစ်ခုကတော့ဒီဝန်ထမ်း like လာစီရောင်းအားဆိုင်ရင်လိုပါပဲဝန်ထမ်း like ရောင်းအားနှိုင်းရှင်ခြင်းဆိုတာကလည်းဒီလိုမျိုးပါပဲညီမတို့ကအခု owner နဲ့ပဲရောင်းထားတာရှိရတဲ့အတွက်ကြောင့်မလို့ owner ဆိုပြီးရပဲညီမတို့တွေးရမှာဖြစ်ပါတယ်တကယ်လို့ကိုက S1 နဲ့ရောင်းထားတာရှင် owner ကတော့ဘလောက်ကိုရောင်းထားတယ်ပြီးရင် S1 ကတော့ဘလောက်ကိုရောင်းထားဆိုညီမတို့ကဒီနေရာလေးကနှိုင်းရှင်တဲ့ဇယားလေးမှာကြည့်လို့ရမှာပဲဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ကတော့ဝန်ထမ်း like ရောင်းအားအသေးစိတ်ပါ ဒါကတော့ဘယ်ဝန်ထမ်းကတော့ပစ္စည်းမျိုးစားတွေကိုဘလောက်ရောင်းထားတယ်ဘယ်နှခုရောင်းထားတယ်တန်ဖိုးပမာဏကဘလောက်ဆိုတာမျိုးတွေကိုတွေ့ရမှာပဲဖြစ်ပါတယ်ဒီနေရာမှာဝန်ထမ်းလိုက်ဖြစ်တဲ့အတွက်ကြောင့်မလို့ညီမတို့ကအုံနာနဲ့ပေါ့နော်ကိုယ့်ရဲ့ဝန်ထမ်းတွေကိုဝန်ထမ်းတွေအလိုက်တစ်ခုချင်းကြည့်လို့ရပါတယ်တောင်ပေါ်မှာနေဆွဲလိုက်လဲညီမတို့ကကြည့်လို့ရတယ်ဘယ်ဝန်ထမ်းကတော့ဘယ်နေ့မှဘလောက်ရောင်းထားတယ်စတာမျိုးတွေညီမတို့ကကြည့်လို့ရမှာပဲဖြစ်ပါတယ်နောက်ထပ်တစ်ခုကတော့ရောင်းအောင်အကောင်းဆုံးကုန်ပစ္စည်းပါ ဒီတော့ဘယ်ကုန်ပစ္စည်းကတော့ရောင်းအားအကောင်းဆုံးဖြစ်တယ်ဆိုတာမင်းတို့ကကြည့်လို့ရတာဆိုရင်တော့ဒီမှာဒီကုန်ပစ္စည်းရဲ့တန်ဖိုးမှုနဲ့သူ့ရဲ့ဒီကုန်ပစ္စည်းရဲ့အရောင်းအကောင်းဆုံးကုန်ပစ္စည်းရဲ့ပြီးတော့သူ့ရဲ့တန်ဖိုးပမာဏရဲ့ညီမတို့ကကြည့်ရမှာကြည့်လို့ရမှာပဲဖြစ်ပါတယ်။ဒါဆိုရင်တော့ဒီမှာရောင်းအားအကောင်းဆုံးကုန်ပစ္စည်းကနေစပြီးတော့အ ਨੇ ဆုံးညောင်းရတဲ့အထိညီမတို့ကဒီလိုမျိုးလေးတွေတွက်ချက်ပြီးမှာပဲဖြစ်တယ်။ပြီးရင်တော့ရောင်းအားအကောင်းဆုံးကုန်အုပ်စုပါ။ ။ရအောင်အကောင်းဆုံးဂုံအုပ်စုဆိုလို့ရှိရင်ညီမတို့ကဒီနေရာလေးမှာတွေးလို့ရမှာပဲဖြစ်ပါတယ်။ဆိုရင်တော့ကွန်ပျူစီဘလောက်ကတော့ဘလောက်ကိုရောင်းထားရဲကက်တဂိုရီအလိုက်နဲ့ကြည့်လို့ရမှာပဲဖြစ်ပါတယ်။ဂုံအုပ်စုဆိုတာဖြစ်တဲ့အတွက်ကြောင့်မလို့ညီမတို့ကဒီမှာဆိုရင်အပြာကွက်ဒီအပြာကွက်ကဆိုရင်ဘာလို့ပြောရလဲဆိုတော့ဒီကုန်ကျန်းပေါ့နော်။ဒီကုန်ကျန်းကားရခိုင်နှုန်းနဲ့လည်းဘလောက်ရောင်းရတယ်သူရဲ့တမိုးငွေကြက်တင်ငွေကဘလောက်ဆိုတာမျိုးညီမတို့ကကြည့်လို့ရမှာပဲဖြစ်ပါတယ်။ပြီးရင်တော့ဝယ်ယူမှုအများဆုံးဖောက်တယ်ဆိုတဲ့အကြောင်းလေးပါ ဘဲကစမာကတော့အများဆုံးဖွယ်ရဲဆိုပြီးတော့ညီမတို့က customer ရဲ့နာမည်အလိုက်ပြီးရင်သူ့ရဲ့ဝယ်သွားတဲ့တန်ဖိုးပမာဏနဲ့ညီမတို့ကကြည့်လို့ရမှာပဲဖြစ်ပါတယ်။ဒီမှာဆိုလို့ရှိရင်လည်း customer alive ပဲ customer ကတော့ဘလောက်ဖို့ဆိုတာမျိုးညီမတို့ကဒီရဆရာလေးမှလည်းကြည့်လို့ရတယ်။ဒါမှမဟုတ်ဒီအောက်က table လေးမှ list လေးမှလည်းကြည့်လို့ရပါတယ်ရှင်။နောက်ထပ်တစ်ခုကတော့ရောင်းအားအနည်းဆုံးကုန်ပစ္စည်းပါ။ရောင်းအားအနည်းဆုံးကုန်ပစ္စည်းနဲ့ရောင်းအားအကောင်းဆုံးကုန်အုပ်စုနဲ့က ုံစံချင်းတူပါတယ်ဘာဖြစ်လို့လဲဆိုတော့ရောင်းဝါအနည်းဆုံးကုန်ပစ္စည်းဆိုရင်အနည်းဆုံးကနေစပြီးသူကကုန်ပစ္စည်းလိုက်ပြပေးရပဲဖြစ်ပါတယ်ရှင်ဒီမှာဆိုရင်ကုန်ပစ္စည်းကိုမှအနည်းဆုံးရောင်းဝါတဲ့ကုန်ပစ္စည်းရဲ့နာမည်နဲ့ပြီးရင်သူ့ရဲ့ရောင်းဝါတဲ့တောင်ပို့ပမာဏကိုညီမတို့ကိုပြပေးမှာပဲဖြစ်ပါတယ်နောက်တစ်ခုကတော့လစဉ်အကျန်းအမြတ်စရင်မှာဒါကလအလိုက်အကျန်းအမြတ်စရင်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလမှာညီမတို့ကပတ်စံပမာဏဘလောက်ထိမြတ်တယ်ဆိုတာမျိုးညီမတို့ကတွေ့ရမှာပဲဖြစ်ပါတယ် ဒါကအကျန်းမျက်စင်းဖြစ်တဲ့အတွက်ကြောင့်မလို့ညီမတို့ရဲ့ရောင်းရတဲ့တံမိုးငွေပမာဏတွေကအရင်ကနှုတ်ပြီးတော့တစ်ချက်ပေးရတံမိုးပဲဖြစ်ပါတယ်တကယ်လို့ကိုက short save ပေးရတဲ့အခွန်ဆောင်တာမျိုးတွေရှိရင်တော့ဒီထဲမှာအကျန်းမျက်စင်းဖြစ်တဲ့အတွက်ကြောင့်မလို့ထပ်ထွက်ပေးမှာမဟုတ်ပါဘူးရှင်ဒီတော့ညီမတို့ကဒီလမှာဘလောက်ကိုရောင်းထားတယ်ဆိုတာမျိုးဒီပုံမှာမှအမျက်ပမာဏဘလောက်ဆိုတာပဲတစ်ချက်ပေးရပဲဖြစ်ပါတယ်ရှင်ပြန်တော့အကုန်မျိုးစားလိုက်အတန်းမြတ်စရင်ပါသူကတော့လာစဉ်အမြတ် ကျန်းစည်ရင်လိုပါပဲဒါပေမဲ့တော့ကြတော့ကုန်ပစ္စည်းအမျိုးအစားလိုက်ကြည့်လို့ရတာပဲဖြစ်ပါတယ်ဒါဆိုရင်တော့ဒီ Premier Fusion ကိုညီမတို့ကဒီ coffee ဆိုတဲ့အုပ်စုလေးနဲ့ဘယ်လောက်ကိုရောင်းရလဲဆိုတော့ညီမတို့ကဒီနေရာလေးမှာကြည့်လို့ရပါတယ်ဒါဆိုရင်ကိုကအလိုမမဟုတ်ဘူးပေါ့နော်ကိုက category လိုက်ကြည့်ကျင်နေတယ်မဟုတ်အကုန်လုံးကိုကြည့်ကျင်တာလားဒီလိုမျိုးညီမတို့ကကြည့်လို့ရပါတယ် snack ဆိုပြီးတော့ကြည့်ကျင်တာလား ဘယ်ကုံအုပ်စုနဲ့ကြည်ကျင်တာလဲဆိုပြီးတော့ကုံအမျိုးအစားဖြစ်တဲ့အတွက်ကြောင့်မလို့ကုံအမျိုးအစားလိုက်ညီမတို့ကရွေးချယ်ပြီးတော့ကိုကြည်ကျင်တာလေးတွေကိုရွေးချယ်ပြီးကြည်သွားလို့ရပါတယ်ရှင်။နောက်တစ်ခုကတော့ကုံပစ္စည်းအုပ်စုအလိုက်အကျန်းအမျက်စင်းကိုအသေးစိတ်တွက်ပေးရဖြစ်ပါတယ်။ဒီတော့သူကကုံပစ္စည်းတွေပေါ်မှာမှ ကုံလုံးကိုသူကဘာတော့ဘလောက်ဖို့ဆိုတာမျိုးအခုရင်နဲ့ရောင်းရတဲ့တံပိုးနဲ့အစရာကြီးကိုတွက်ချက်ပြီးမှပဲဖြစ်ပါတယ်။ဒီရောရောင်းရတဲ့တံပိုးပမာဏတွေကအရင်တံပိုးနှုတ်ပြီးရောအကျန်းမြင့်ပမာဏတွက်ပြရပဲဖြစ်ပါတယ်ရှင်။နောက်ထပ်တစ်ခုကတော့အရေအတွက်အများဆုံးရောင်းရတော့ကုန်ပစ္စည်းပဲဖြစ်ပါတယ်။ဒီအရေအတွက်အများဆုံးရောင်းရတော့ဆိုတာကအခုအရေအတွက် သူကတံမိုးပမာဏရောင်းရတဲ့တံမိုးပမာဏပုံပဲနဲ့ဥပမာညီမတို့ကဒီကျအုပ်ဆိုရင်ဘယ်နှလုံးရောင်းရတယ်ဆိုတာမျိုးပေါ့နော်ဒါဆိုရင်ကျအုပ်ဆိုရင်အလုံး80ရောင်းရတယ်ဒီလိုမျိုးဂျုံဆိုလို့ရှိရင်150ကီလိုဂရမ်ရောင်းရတယ်ဒါမျိုးတွေကိုညီမတို့ကရောင်းရတဲ့ပမာဏပဲဘလောက်ထိဆိုတာကိုပြပေးရပဲဖြစ်ပါတယ်ရှင်သူရဲ့တံမိုးစင်းလုံးမဟုတ်ပါဘူးနောက်ထပ်တစ်ခုကတော့ညီမတို့ကလာစဉ်အယောင်ပြေစာစီရင်ပါဒီတော့ကိုကဘယ်လာမှာ တည်စားပထမဆောင်ထုတ်ထားရဲဆိုပြီးတော့လာလိုက်ကြည့်လို့ရပါတယ်ဒီမှာယခုနှစ်လို့မဟုတ်ဖယ်နဲ့ ရခိုင်နှစ်ကပြီးခဲ့တဲ့နှစ်ကဘလောက်ရောင်းရတယ်ဘယ်လောက်မှာတော့ဘယ်နှဆောင်ရောင်းရတယ်စသဖြင့်လည်းကြည့်လို့ရပါတယ်ဒါဆိုရင်တော့ညီမတို့ကဒီလရဲမှာပဲပြေစာကဆက်နှဆောင်ဖွင့်ထားတယ်တကယ်လို့ကိုကရောင်းရကောင်းရင်ကောင်းတယ်လို့ကိုဖွင့်ရတဲ့လောက်ကောင်းချအရေးအတွက်ပုံမှန်မူတည်ပြီးတော့သူကဒီနေရာလေးမှာပြပြမှာပဲဖြစ်ပါတယ်ကိုကဒီလမှာအဆောင်50ရောင်းထားရင်တော့အဆောင်50ဆိုပြီးပြမယ်ဒီတော့တလားနဲ့တလားနဲ့ပြတဲ့ပေါင်ချအရေးအတွက်ကတော့တူမှာမဟုတ်ပါဘူးရောင်းရတဲ့ပေါင်ချတန်ဖိုးပုံမှန်ပုံမှန်မူတည်ပြီးတော့သူကဒီလကတော့နေနေမဲ့ဒါမှမဟုတ်နောက်လာကြရင်ညာရင်ညာမယ်ဒီလိုမျိုးစား တာတွေကိုညီမတို့ကအယောင်စီခံစားရဲမှာအယောင်နဲ့ပတ်သက်သမျှအသေးစိတ်ကိုလာရောက်ကြည့်ရှုလို့ရပါတယ်ရှင်အားလုံးပဲတာယာရေးချမ်းသာနေ့ရည်လေးဖြစ်ပါလိမ့်ရှင်ကျေးဇူးတင်ပါတယ်ရှင်